တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာတိုက်ခန့်ကောင်းဆောင်လီဂျင်မျိုးနိုင်ရပြီးသမ္မတတာဝန်တန်းယူမည်လို့သိရပါဗျ။ရွေးကောက်ပွဲကော်မရှင်ကအနိုင်ရသူကိုတရားဝင် TPP နောက်ခေါင်းဆောင်တစ်ကအတွင်ကူးပြောင်းကာလနှစ်လဆောင်ပြီးမှအောက်ချုပ်ရမှာပုံမှန်ဖြစ်ပေမဲ့လက်ရှိတိုင်းပြည်မှာဝရုံးပုံကအခြေအနေကြောင့်ရောင်းဆက်ရကလည်းနှုတ်ထွက်သွားပြီးသမ္မတရာထူးလစ်လက်နေတဲ့နေရာမှာလက်ရှိအနိုင်ရတဲ့သမ္မတကချက်ချင်းနေရာဝင်ယူလိုက်ပြီပဲဖြစ်ပါလိမ့်။ ဆိုမှရှိတဲ့မျိုးသားလက်ထက်မှာလှုပ်တဲ့ကျန်းသစ္စာကျင်စပွဲကိုတမလလီဂျီမြောင်းကဇနီးတယ်နဲ့တူတက်ရောက်လာပြီးကျန်းကျင်ပွဲမိန်ကွန်းမှာလီဂျီမြောင်းကသူတောင်ဝင်မဲ့ငားနဲ့တွင်ဒီကခေါ်ဆောင်မဲ့ policy တွေကိုပြောပါတယ်။မြောက်ကိုရီးယားရဲ့နျူကလ িয়ার အန္တရာယ်နဲ့နောက်ပြီးတော့စီးရဲရဆမှုတွေရှိလာရင်အပြင်းထန်တုံ့ပြန်သွားမဲ့ကိစ္စတွေမြောက်ကိုရီးယားနဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေဖွင့်ထားပြီးတော့အပြန်အလှန်ညှိနှိုင်းပြီးတော့ဆောင်ရွက်မဲ့ကိစ္စတွေ တန်းပစ္စည်းပေါ်ရေးကိုတိုးတက်အောင်လုပ်မဲ့ကိစ္စတွေကိုလည်းပြောပါတယ်။ American Japan တောင်ကိုရီးယားသုံးနိုင်ငံမိဖက်ပူးပေါင်းရေးကိုလည်းပြန်လည်မြင့်တင်မယ်လို့လီဂျင်မြောင်းကဆိုပါတယ်။တောင်ကိုရီးယားမှာဒူဦးရဲ့80ရာခိုင်နှုန်းနီးပါးကပါဝင်မဲပေးခဲ့တာဖြစ်ပြီးဒါဟာ1998နောက်ပိုင်းသမရရွေးကောက်ပွဲမှာပြည်သူအများဆုံးပါဝင်မဲပေးမှုပဲဖြစ်ပါတယ်။ဒါအောကြီးကြီးအားဖြင့်တောင်ကိုရီးယားပြည်သူတွေဟာခုဖြစ်နေတဲ့စိတ်ပြက်ပွဲရာအခြေအနေတွေကိုအများဆုံးပြီးဆုံးချင်ပုံရတယ်ဆိုတာ ပြလိုက်တာပဲဖြစ်ပါတယ်။တရရောင်ဆိုင်ရူဟာဒီကြောင်ဆောင်နဲ့ပါလီမန်ဆွဆွဲပြစ်တင်မှုခံရပြီးအေပီလာမှာဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကယာလူကဖယ်ရှားခြင်းခံရတာပဲဖြစ်ပါလိမ့်။ လီဂျင်မျိုးကအဂရီလိုက်ဆောင်မှုပါဝင်အခြားဆွေးကြက်တွေနဲ့လည်းအမှုရင်ဆိုင်ရအောင်မှာဖြစ်ပါတယ်။စီးပွားရေးနဲ့စျေးအုပ်ချုပ်ရေးမိန်ကိစ္စတွေကိုပဲအဓိကထားကင်တွယ်အောင်မယ်လို့လီဂျင်မျိုးကပြောပါတယ်။ဒါဟာနှစ်ပေါင်း30တွင်တောင်ကိုရီးယားခေါင်းဆောင်တို့အတွက်အဆိုးဝါးဆုံးစိန်ခေါ်မှုဖြစ်ပါတယ်။စျေးအုပ်ချုပ်ရေးမိန်ကြောင်းဖြစ်ပေါ်ခဲ့တဲ့ဒဏ်ရာကိုကုစားရေးဒီကကွန်ပယ်ပဲနဲ့လုံခြုံရေးမဟာမိတ်ဖြစ်တဲ့အမေရိကန်ရဲ့သွန်းကုန်ကာကွယ်မှုအရအကန့်ပဲဖြစ်ရှင်းရမယ့်အထိပြဿနာများစွာနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လီဂျင်မြောင်းဟာမဲ35တန်းလီပါ49.42နှစ်ရာခိုင်နှုန်းနဲ့နိုင်ရခဲ့ပြီးကွန်ဆာဗေးတစ်ပါတီမှပြန်ဘက်ကင်မွန်ဆိုးက41.15ရာခိုင်နှုန်းရရှိခဲ့ပါတယ်။နောက်ပြီးတော့လက်ရှိမှာရှောင်းဆိုင်ရဲစေအချုပ်အမင်းကိုတိုက်ဖြတ်မဲ့အင်ကာနေရွေးကောက်ပွဲကိုလီဂျင်မြောင်းကတရားစီရင်မယ်လို့ပြောခဲ့ပြီးပြပြင်ပြောင်းလဲရေးတွေအရှင်အဟုန်နဲ့လှုပ်သွားမယ်လို့ဆိုပါတယ်။အလဲအလဲနဲ့ဝင်ဝင်နဲ့မိသားစုတွေနဲ့အသေးစားလုပ်ငန်းပိုင်ရှင်တွေရဲ့ရုန်းကန်နေရမှုဖြစ်ပေါ်စေတဲ့ လူနေမှုစိတ်ကြီးမားမှုတွေကိုအာရုံစိုက်နေပြီးသူရာထူးရောက်ယူတဲ့ပထမဆုံးနေ့မှာမိမိတို့တိုင်းပြည်ရင်ဆိုင်နေရတဲ့ဘီယေတကြီးစီးပွားရေးစင်ခေါ်မှုတွေကိုကင်တွယ်ဖြေရှင်းမယ်လို့လီဂျင်မြောင်းကပြောပါလေနိုင်ငံတွေကြားကြီးမားတဲ့ကုန်သွယ်မှုမငြိမ်းချမ်းမှုဖြစ်အမေရိကန်ကပြစ်တင်နေတဲ့သွင်းကုန်ခွန်ညှိနှိုင်းနဲ့ပတ်သက်ပြီးအင်ဖြူတော်ကသတ်မှတ်ထားတဲ့နောက်ဆုံးရက်နဲ့လည်းကြုံတွေ့နေရတာဖြစ်ပါတယ်လီဂျင်မြောင်းအနေနဲ့ဂျာဒူကရယူပြီးပြီးချင်းအမေရိကန်ကိုသွားမလာဆိုတာတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်